ကျွန်တော်ဒီကောင်းနေကအဲသူ့ဟာနဲ့သူဆုတ်ခွာပြီးထွက်ပြေးရတယ်ဗောနော်ဒါဆုတ်ခွာရောမဟုတ်ပါဘူးထွက်ပြေးရထွက်ပြေးရတယ်ဆိုတော့ညာလဲသူတို့မှာဒါခန့်စစ်မြင့်အထက်ထက်ရှိတယ်ဆိုတော့ကျွန်တော်သုံးသက်လို့ရဂန်နဲ့ထောက်ထားတဲ့အချိန်မှာတော့သူ့ကိုထောက်ထားမှမသိဘူးဒါရှေ့ကအရက်ကိုပဲအာရုံရောက်နေအောင်မင်္ဂလာပါ ဒါအခုကျွန်တော်သတင်းကောင်းလေးတွေပေါ့နော်သတင်းကောင်းလေးတွေတင်ဆက်ပေးမယ်အဲ့ဒါတော့ဒါအေရဲ့ထိုးစစ်ပေါ့ဗျာအေရဲ့ထိုးစစ်ကြီးကတကယ်ဟိုကြောက်ခမန်းလေးလေးအဲဘယ်အချိန်ဤထိရောက်နေပြီလဲဆိုတော့အခုအုတ်ရှိပင်ပေါ့နော်အုတ်ရှိပင်ထိဒါရောက်လာပြီပေါ့နော်အုတ်ရှိပင်မြို့နားမှာပေါ့အဲတိုက်ပွဲအပြင်းထန်ဖြစ်နေတယ်လက်လက်ကြီးတန်းတွေကြားနေတယ်ဆိုပြီးတော့အဲ့အချိန်ဤထိဖြစ်လာပြီအဲ့တော့ဒီညောင်ကျိုးတိုက်ခံရတဲ့အချိန်မှာဒါအေရဲ့ညောင်ကျိုးကိုတိုက်တယ်ပူပေါင်းဖွဲ့တယ်ပေါ့နော်တိုက်တဲ့အချိန်မှာစစ်ကောင်စီတပ်သားတွေကအယောက်200လောက်ရှိတယ်အဲ့200လောက်ကနေပြီးတော့ဒါသူတို့ဘုံမာကျဲတာတွေရှိတယ် ပြီးရင်ဒါတော်လိုင်းတက်ဖွဲ့တိုက်ခိုက်လိုက်တာရှိတယ်အဲ့တော့အင်အား120လောက်ပြုတ်ပြုတ်ပြုံးသွားပြုံးသွားတော့အဲ့ကျန်တဲ့80လောက်ကနေပြီးတော့ဒါညောင်ချောက်တို့အုတ်ရှိပင်းတို့အဲ့လိုမျိုးတွေကိုပြန်ပြီးတော့ထွက်ပြေးကြတယ်ဗောနော်ဒါပေမဲ့အခုကဒီထက်ပြီးတော့နောက်ကနေပြီးတော့ထက်ချက်မကွာလိုက်စစ်စင်တယ်လို့ပြောရမှာပေါ့အဲ့လိုလိုက်ပြီးတော့တိုက်တဲ့ချိန်မှာဒါညောင်ချောက်တို့ဒါအုတ်ရှိပင်းတို့မရောက်ခင်နားမှာထက်ပြီးတော့တိုက်ပွဲတွေဖြစ်နေအောင်ဖြစ်နေရောကျတော့ဒီကောင်းနေက အဲသူဟာ ਨੇ သူဆုတ်ခွာပြီးထွက်ပြေးရတယ်ဗောနော်ဒါဆုတ်ခွာရတော့မဟုတ်ပါဘူးထွက်ပြေးရထွက်ပြေးရတယ်ဆိုတော့ညာလဲသူတို့မှာဒါခံစစ်မြင့်အထက်ထက်ရှိတယ်ဆိုတော့ကျွန်တော်သုံးသက်လို့ရတယ်ဘာလို့လဲဆိုတော့ဒီလိုမျိုးငါတို့ပြေးရပြီဆိုတာ ਨੇ နောက်ထပ်ခံစစ်မြင်းနေမြင်းနေမြင်းနေထားပြီးတော့သူကဆက်ပြီးတော့တောင်းခံအောင်မယ်ဆိုတဲ့အနေထားကိုတွေ့ရတယ်အဲ့တော့တပ်ဖွဲ့တွေကအဲ့နေရာအထိရောက်အောင်ဆက်ပြီးတော့တေချာပေါက်သွားမှာဒါပေမဲ့လည်းကြားထဲမှာ ဒါခန်းစင်မြင်းအထက်ထက်နဲ့သူတို့ဆက်ပြီးတော့ကာဝယ်နေသေးတယ်ဆိုတဲ့ဟာကိုတွေ့ရတာပေါ့နော်ပြီးတော့ဒီကာဘာစာ6တို့အဲပြီးတခြားကာဘာစာတွေပေါ့နော်အဲဒီကာဘာစာတွေကိုလည်းသူတို့အင်အားတွေထပ်ပြီးတော့ပို့ထားတယ်အဲ့ဒီကာဘာစာတွေကလည်းတေချာပေါက်မျက်ခုံးလှုပ်နေတာသူတို့ကတောင်းတန်းုံဆိုရင်ဗျာဒီလိုတက်တွေကိုဒီလိုမျိုးစစ်ကူအင်အားပို့တယ်ဆိုတာခက်ရှာရှာခက်ရှာရှာပြီးရင်သူတို့ရဲ့အခြေအနေကိုသူတို့သိတယ်ပေါ့နော်ကာဘာစာတွေဆိုတာကဘာမှလုံးတက်ကင်တက်စရာအကြောင်းကိုမရှိဘူးဒီကောင်နေတိုက်တက်တဲ့ကောင်ကတခေါမှမပါဘူးပေါ့နော်အဲပြီးတော့သူတို့ကထုတ်လို့ရေးတော့ပဲဒါဆရာကြီးလှုပ်တက်တာပေါ့နော် ။အဲကြအဲ့လိုမျိုးထုတ်လို့ရေးကသူတို့အတွက်အရန်အရေးကြီးလာပြီဆိုတဲ့အချိန်မှာဒီကဘာစတွေကိုဝင်ပြောရင်ဘာမှခံနိုင်မှာမဟုတ်ဘူးဆိုတော့သူတို့သိတယ်။သိတော့အဲကြောင့်မလို့ဒါစစ်ကူစစ်အင်အားတွေထပ်ပြီးတော့ဖြည့်တင်းထားတယ်။ဒါပေမဲ့တခုရှိတာကအဲ့သူတို့ဖြည့်တင်းမာတယ်ဆိုတဲ့စစ်ကူစစ်အင်အားမှန်သမျှအကုန်လုံးကဒီအာနာသိမ်းပြီးကာလတလျှောက်မှာပေါ့နော်စစ်ပန်းနေတဲ့တက်တွေကြီးပဲဖြစ်နေတာ။စစ်ပန်းနေတယ်ဆိုတာလည်းတက်တွေရွေးပြီးစစ်ပန်းနေတာမဟုတ်ဘူး။အကုန်လုံးဤပါးကဒါလုံးဝဒါ အများအားမှာစစ်စင်ရင်ထွက်လိုက်စစ်စင်ရင်ထွက်လိုက်အရင်တော့စစ်စင်ရင်ထွက်လိုက်ပြန်နားလိုက်ဆိုတဲ့အခြေအနေကနေအခုစစ်စင်ရင်ထွက်လိုက်စစ်စင်ရင်ထွက်လိုက်ပဲဖြစ်နေတာဖြစ်တော့ကြတော့အကုန်လုံးကဒါစစ်ပန်းနေတဲ့အနေထားအဲ့တော့ဒီကောင်ကြီးရဲ့စိတ်သက်တွေကမတိုက်ခင်ကားကိုပြက်နေတာမတိုက်ခင်ကားကိုစိတ်သက်တွေကချွတ်ချုံကြနေတာအဲ့တော့ကြတေးကြတယ်ရေရဲထိုးစစ်ကဘယ်ဟိုပဲဥတီဥတီထက်ပြီးတော့သွားလေလေထက်ပြီးတော့အောင်ပွဲတွေရလေလေဖြစ်အောင်ပါပဲပေါ့နော်အဲအခုဆိုရင်ဒါပြည်ဘက်ဆိုရင်ဘလောက်မှဝေးတာမဟုတ်ဘူးပေါ့နော်အဲ့လိုအနေထားအထိဖြစ်လာပြီအဲ့တော့အဲ့ဘက်ကဒါစစ်သားတွေကိုပြောကျင်တာဒါမင်းအောင်လဲစစ်သားတွေပေါ့နော် ပြောချင်တာစောစောစီးစီးအညံ့ခံမှာအလင်းဝင်မှာပြီးတော့ကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကပြောသလိုပေါ့နော်အလံပြူထောင်တဲ့အခါမှာလည်းမြင်သာထင်သာရှိအောင်ထောင်ပါပေါ့နော်ကြီးကြီးလေးထောင်အာတော်တထွားတမိုက်လောက်လေးလာမထောင်နဲ့ပေါ့နော်အဲ့ဒါကြတော့မမြင်ဘူးဆိုရင်တက်ဖွဲ့တွေကစော်တဲ့အခါကျရင်၎င်းနေအသက်ဆုံးရှုံးမှာစိုးလို့အဲ့တော့ကြတော့စောစောစီးစီးအလံပြူထောင်မှာထောင်တဲ့အခါကျရင်လည်းဒါတိသာထင်ရှားသာထောင်မှာပြီးတော့သူရဲ့မိသားစုတွေပေါ့နော်ဒီမိသားစုတွေအနေနဲ့လည်းအဲသူရဲ့ယောက်ျားတွေသူရဲ့သားတွေကိုဒါ မဟုတ်တဲ့အလုပ်တွေမကောင်းတဲ့အလုပ်တွေဆက်ပြီးတော့မလုပ်ကြဘူးတိုက်တွန်းမှာပြည်သူ့ဘက်ကိုကူပြောင်းဖို့အတွက်ကိုတိုက်တွန်းစီရင်တယ်ပေါ့နော်နောက်တဲ့တစ်ခုလည်းရှိတယ်အဲ့ဒါတော့ဒါကြောင့်ဖလန်းမျိုးသိန်းတိုက်ပွဲမှာခါလာယာ268ကတည်ရင်မူဒါဒုတိယပူမူကြီးပေါ့နော်ဝေလင်းထွန်းနဲ့ဒုတိယရင်မူဒါအောင်တီရတို့ဂန့်တယ်ပေါ့နော်ဂန့်တယ်မိသားစုကအလောင်းတော်ပြန်မရပဲနဲ့နားရေးလို့ရတယ်ပေါ့နော်အဲသူရဲ့ဒါတဲရင်မူပေါ့နော်အတဲရင်မူဒါဝီလင်းထိုးရဲ့မိမဆိုရင်သူကကျမ်းမာရေးအဲ့မှာထူးခြားချက်ပေါ့နော်သူကသူ့မိမက အကျမ်းမာရေးကိုအကြောင်းပြပြီးတော့သူကတက်ပြင်မှာပဲနေတာသူ့ရဲ့ဇာတိမော်လမြိုင်မှာပဲနေတာပေါ့နော်အဲသူ့ယောက်ျားကပဲတက်ထဲမှာရှိတာပေါ့နော်ပြောချင်တာအဲ့ရတစ်ချက်ရှိတယ်ဘာလို့လဲဆိုတော့ဒါကောင်းကြီးပိုင်းပေါ့နော်ဒါတဲမှုအဆင့်ဆိုသူကတက်မှာတော့သူကအကြီးဆုံးပဲအဲ့လိုကောင်မျိုးတွေကကျတော့သူရဲ့မိသားစုတွေကိုတခြားနေရာပေါ့နော်ဘေးအန္တရာယ်ကင်းပါလေဆိုတော့နေရာမျိုးတွေမှာပဲပို့ထားတယ်ဘယ်တော့မှတက်ထဲကိုမခေါ်ဘူးဒါပေမဲ့အောက်ချိန်မိသားစုတွေကိုကျတော့ဒါလုံးဝမလာမနေရလိုက်ပြီးတော့နေရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဇွတ်တင်းခေါ်တာရှိတယ် အဲကျွန်တော်ဆိုလည်းအဲ့လိုပုံစံမျိုးကျွန်တော်ဂျုံခဲ့ရတယ်အဲ့ဒါတော့ကျွန်တော်ဗမုံမှာပေါ့နော်ဟိုမှာဆက်က21တက်မဌာနချုပ်တဲကိုဒါအမျိုးသမီးတွေလိုက်နေရမယ်ဆိုပြီးတော့ပြောတဲ့အချိန်မှာအော်ကျွန်တော်လည်းညင်းတာပေါ့ညင်းတယ်ဆိုတခြားကြောင့်မဟုတ်ဘူးသူတို့ရဲ့ဒီကတော်တွေပေါ့နော်ကတော်တွေတခါလေးကြာရင်ဟိုစစ်ဘုံမိမကပို့ဆိုးနေတာအခြေအနေတွေကစစ်ဘုံမိမဆိုတဲ့ဟာတွေကပို့ပြီးတော့စောင်းချောင်းစောင်းညွာဖြစ်နေတာအိုက်ဆောက်ကျင်တွေကိုကျွန်တော်မကြိုက်မကြိုက်တော့ကြတော့ကျွန်တော်မျိုးသမီးဆိုလဲကျွန်တော်အိုက်ဆောက်ကျင်တွေကူးမှာဆိုးတယ်ပေါ့နော်ပြီးတော့ကျွန်တော်မျိုးသမီးကလောက်ကန်ရှိတယ်သူကလည်းသူ ဒါအဲ့သူရဲ့ဒါအလုပ်ကိုသူသူပုံစံနဲ့သူအဆင်ပြေပြေသူကလောက်လောက်ကင်နေရဆိုတော့ဗျအဲ့လက်ရှိကောင်းနေတဲ့အလုပ်ကိုဆွန့်လွတ်ပြီးတော့တက်ထဲမှာဘာမှမလုပ်ရဘဲသူများကြုံလာလုံးရမယ့်ဖြစ်ကိုကျွန်တော်မကြိုက်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒါလုံးဝဒါလိုက်မနေနိုင်ဘူးဆိုပြီးတော့ဖြစ်တဲ့အချိန်မှာဒါအခြေအနေတွေဖြစ်ကြသေးတယ်ဗောဗျာဒါဘာဖြစ်လို့လဲရအောင်မင်းအဲဒါအမျိုးသမီးရေမှာလဲတာဝန်ရှိတယ်လို့ဘာလို့အဲအဲ့လိုအဲ့လိုမျိုးပေါ့နော်ပေါက်လို့ဘဲသားဟာတွေပြောပြီးတော့ဒါအတင်းခေါ်ခိုင်းတာမျိုးရှိတယ်ဒါပေမဲ့သူတို့ရဲ့မိန်းမတွေじゃလိုက်နေလားဆိုတော့မနေဘူး အဲအဲ့လိုမျိုးပေါ့နော်အဲ့ဒါကဘာကိုသိစေချင်တာလဲဆိုတော့အောက်ရှေယာစစ်သားတွေရဲ့မိသားစုတွေကိုသိစေချင်တာအခုမင်းတို့ကိုအတင်းလိုက်နေပါဆိုပြီးတော့ပြောတဲ့ခေါင်းဆောင်နေရကြတော့သူတို့ရဲ့မိမတွေကိုအပြင်မှာပဲထားတယ်ဘေးအန္တရာယ်ကင်းတဲ့နေရာမျိုးမှာပဲထားတယ်ဒါပေမဲ့မင်းတို့ရဲ့မိမတွေကိုကြတော့ကလေးတွေအားစလက်နက်ပေးခိုင်းပြီးတော့ကြုတ်ကျင်းထဲမှာဆင်းနေခိုင်းတယ် တိုက်ပွဲဝင်ထိုင်းတယ်တက်တီကိုလာတိုက်ပါပြီဆိုတဲ့ခါကျရင်မင်းတို့ကပဲတာဝန်ရှိတယ်မင်းတို့မလဲကူလောက်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီအမျိုးသမီးတွေကလေးတွေကိုအစားစစ်ပွဲတွေကိုဆွဲသွင်းနေတာမျိုးကြီးရှိတယ်အဲ့တော့အဲဥစ္စာတွေကိုမင်းတို့လက်ခံမလားပြီးတော့မင်းတို့ကိုယ်တိုင်ကောမင်းတို့ရဲ့မိသားစုကိုကာကွယ်နိုင်သလားဒါမင်းတို့ကိုယ်တိုင်မကာကွယ်နိုင်တဲ့အပြင်မင်းတို့လည်းကိုယ့်ကိုယ်မကာကွယ်နိုင်တဲ့အနေအထားမျိုးတွေဖြစ်နေတာအဲ့တော့ဒါတွေကိုအောက်ရှင်မှာရှိတဲ့စစ်သားတွေကလက်မခံကြဖို့လိုတယ်အဲ့တော့မင်းအောင်လိုက်ပြောသမျှလိုက်လုံနေမယ်ဆိုရင်မင်းတို့ချင်းနေကောင်းမှာမဟုတ်ဘူးပြီးတော့ဒါပြည်သူထောက်ခံမှုမရှိတဲ့ ဒီခုနတိုက်ပွဲတွေကအောင်မြင်စရာအကြောင်းမှမရှိဘူးပေါ့နော်အဲ့တော့ခုနလိုဒါထိုးစစ်ကြီးကတကယ်ကြောက်ခမန်းလေးလေးဖြစ်လာပြီဆိုတဲ့အချိန်မှာမင်းတို့တွေလည်းဒါအမြင်မှန်ရကြဖို့လိုတယ်ပေါ့နော်ပြီးတော့ဖလန်းမျိုးသိန်းတိုက်ပွဲမှာအဲဒလိုင်းတပ်ဖွဲ့တွေရဲ့ဆွမ်းဆောင်နိုင်မှုတွေကလည်းတကယ်အားရစရာကောင်းတယ်ကြားလိုက်ရတဲ့သတင်းတွေကနားထောင်လိုက်တာလည်းတကယ်အရသာကိုရှိနေတာပေါ့နော် အဲ့ဒါကြောင့်မလို့ဒါဒေါ်လန်ပြည်သူတွေကတော့ဒါပျော်လို့မဆုံးအာမော်လို့မဆုံးပါเนาะအဟိုဘက်ကစစ်သားတွေနေအစစ်သားတွေရဲ့နေရာမှာခန်းစားကြည့်ရင်တော့ဒါစိတ်မကောင်းစရာပေါ့အဲ့တော့ကြတော့အဲ့လိုစိတ်မကောင်းစရာအဖြစ်မျိုးတွေမကြုံရဘို့တို့ကောင်လေစောစောစီစီအမြင်မှရစေခြင်း ਨੇ နောက်တစ်ခုကတော့ဒါအလောင်းတော်မှာပြန်ပြပဲ ਨੇ တကြုံနေရတဲ့အဖြစ်ပေါ့เนาะအဲ့ဖြစ်စဉ်တွေကဒါအခုမှတော့မဟုတ်ဘူးအခုပူဆိုးလာတာဟိုရင်အနေထားတွေကိုပြန်ကြည့်မယ်ဆိုရင်မဲတော်လိုင်းအစပိုင်းကာလမှာဒါတည်ဆုံးသွားတဲ့ဒါစစ်သားတွေဆိုရင်အလောင်းပြန်ပြရရှိတယ် နောက်တစ်ခုကဒါလောက်ပိုင်းလောက်ကင်တိုက်ပွဲပေါ့နော် လောက်ကင်တိုက်ပွဲတုန်းကဆိုရင်ဒီတီတီသွားရသူအများကြီးပဲစစ်သားတယ်အများကြီးပဲအဲ့လိုတီသွားပြီဆိုတဲ့အချိန်မှာဒါအယိုးအိုးတွေလောက်ကြအယိုးအိုးတွေလောက်တော့အဲ့အယိုးအိုးတွေမှာသူစာကတ်ပြီးတော့ဒါကတော့ဒုတိယချက်ဘူးသူအဲဒါကတော့တည်ရင်မှုဘူးသူဒါကတော့တခွန်းမှုဘူးသူအဲ့လိုစာကတ်ပြီးတာအဲ့ဥစ္စာကိုသူရဲရင်နဲ့တည်တာစာကတ်ပြီးတော့ဘလို့ကတ်ပြီးစာရွက်လေးမှာကော်နဲ့ဒီအိုးမှာကတ်ပြီးလိုက်တာ ရဲရင်နဲ့တည်တယ်ဆိုတော့လေးတိုက်တာဟောလေးတိုက် တော့ကြတော့ဒီရဲရင်လေးတိုက်တဲ့ဟာကြောင့်ဆာရွက်တွေအကုန်ကွာကုန်ကွာကုန်တော့ကြတော့တွေ့တဲ့ဆာရွက်ကိုယူပြီးတော့တွေ့တဲ့အိုးမှာပြန်ကတ်တာကတ်ရရင်ပြီးတာပဲပေါ့နော်ဒါဆာရွက်နဲ့အိုးနဲ့ဒါတွေ့ရပါသွားရင်ပြီးတာပဲဆိုပြီးတော့လှုပ်တော့ဘာဖြစ်ကုန်လဲဆိုတော့တဲမူကြီးရဲ့အယိုးအိုးမှာဒုတကျက်ရဲ့ဆာရွက်ကိုကတ်ရင်ကတ်တာပေါ့ကတ်မိတာပေါ့နော်အဲကြတော့အဲသူတို့ရဲ့စစ်သားမိန်းမတွေကသူတို့ငိုဖက်ပြီးတော့ငိုယိုနေတဲ့အုပ်ကသူတို့ယောက်ျားလည်းဖြစ်ချင်မှဖြစ်တာ ဲ့လိုဖြစ်ပြိုးရေကြုံနေရတာအခုဆိုပိုဆိုးသွားပြီအယိုးအိုးတော့မှသူတို့ရဖို့မဖြစ်နိုင်တော့ဘူးအယိုးပြတော့မရနိုင်တော့ဘာလို့လဲဆိုတော့အလောင်းပြန်မရပဲနဲ့တကြုံနေရတဲ့အဖြစ်တရားအများကြီးပဲအခုဒါမြန်မာနိုင်ငံရဲ့နေရာအနှံ့မှာတိုက်ဝဲဖြစ်ခဲ့မှုတဲ့နေရာအနှံ့မှာလိုက်ကြည့်လိုက်မယ်ဆိုရင်အယိုးဆွေးနေတဲ့စစ်သားအလောင်းတွေအများကြီးပဲရှိတယ်ပေါ့နော်ကြည့်လိုက်မယ်ဆိုကြီကအင်းကြီးတွေဒါစစ်တပ်ကထုတ်ပေးထားတဲ့ဟာတွေရှိတယ်ဒါပေမဲ့ကြည့်လိုက်မယ်ဆိုရင်အယိုးတွေကလုံးဝအယိုးတခြားအသားတခြားအဲ့လိုပုံစံမျိုးအယိုးဆွေးတဲ့အထိပြစ်ထားခံရတဲ့စစ်သားတွေအများကြီးရှိတယ်ပေါ့နော် အဲ့တော့အခုအချိန်ကြီးကတော့ဒါတဲမှုဒုတဲမှုအဆင့်တွေထိပါလာပြီပေါ့လေနော်အဲ့တော့ဒီဥစ္စာလည်းဒါထည့်ပြီးတော့စဉ်းစားသင့်တယ်ပြီးသူကတော့ပြောလို့မဆုံးပဲနောက်တစ်ခါတော့ဒါတဝဲနီးပညာတက်ကတော်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေပေါ့နော်ဒါဈေးဝယ်ထွက်လာတဲ့အချိန်မှာဒါစောင့်ပြီးတော့ပြင်းတာပေါ့နော်ဒါစောင့်ပြီးဖြစ်တဲ့အချိန်မှာဒါတပ်ဖွဲ့တွေကပြင်းတာပြင်းတဲ့အချိန်မှာ၃ရောက်ဂန်တယ်ပေါ့နော်၃ရောက်ဂန်တယ်၃လက်ရတယ်ဂျီ3နှစ်လက်အဲဂျီ4တစ်လက်ရတယ်ပေါ့နော်ရောက် အဖြစ်စဉ်ကိုလည်းဒါကျွန်တော်အဲ့စစ်ကြောင်းကညီလေးနဲ့ပေါ့နော်အညီလေးနဲ့ဒူဂရာစစ်ကြောင်းကညီလေးနဲ့ကျွန်တော်နဲ့ဒါ interview video စကားပြောထားလေးရှိတယ်အဲ့ဒါလေးလည်းတင်ပေးမယ်ပေါ့နော်အဲ့ဟာရဲ့အကျေအကျေတဝင်းလေးလည်းတင်ပေးမယ်ဒီကောင်လေးကအရက်လာဝယ်တာပေါ့နော်အရက်လာဝယ်တာအရက်ကိုဘလောက်တောင်မှငတ်မွတ်နေသလဲဆိုရင်ဒီအရက်လာဝယ်တဲ့နေရာမှာပေါ့နော်အပေါက်ချင်းချင်းလေးကိုသွားနှစ်ယောက်ပြုံတိုးတာပေါ့နော်တယောက်ပြီးမှတယောက်ဝင်တာမဟုတ်နှစ်ယောက်ပြုံတိုးတာပေါ့နော်အဲ့လိုနေထားရရှိတယ်ပြီးဒါဂန်းနဲ့ထောက်ထားတဲ့အချိန်မှာတော့သူ့ကိုထောက်ထားမှမသိဘူးသူရှေ့က အရက်ကိုပဲအာရုံရောက်နေအောင်အဲ့လိုပုံစံမျိုးတွေအဲအဲ့အဲ့ဖြစ်စင်တဲ့ပတ်သက်လို့ဒါကျွန်တော်အဲ့ညီလေးကိုလည်းမေးထားရှိတယ်ပြီးရင်ဒီတက်ဖွဲ့တွေရလက်ဖြောင်းချက်ကသိရမလားဟာဟိုမှာခွေးဟိုမှာခွေးလို့ပြောလိုက်တာလေတန်းပြီးတော့ပုံပုံပုံဆိုဆော်လိုက်တာမှောက်သွားတယ်အခုတဝဲရကိစ္စဆိုလည်းအဲ့လိုပဲအာမြင်လိုက်တာနဲ့တန်းပြီးတော့လုံးဝပြစ်ကွင်းချင်းချင်းလေးကြားနေပြီးတော့လှမ်းပြီးတော့ဆော်လိုက်တာတကယ်အားရစရာကောင်းတယ်ပေါ့နော်အဖွဲ့တွေကအဲ့တော့အိုက်တိုက်ပွဲတွေအကြောင်းကိုလည်းညာခုနလိုပေါ့နော်ကျွန်တော်ဖြူထားတယ်ဖြူထားတယ် လမ်းရတော့တိတ်အခြေအနေမကောင်းဘူးဒီညီလေးတွေဆိုလည်းတကယ်ကိုကြကုတ်ကြကဲစူးစမ်းနေကြတယ်သူတို့ပြောတဲ့အောင်မြင်မှုတွေအကြောင်းကြားရတဲ့အချိန်မှာတကယ်အားရစရာကောင်းတယ်ပေါ့နော်အဲကြတော့ဟိုကျွန်တော်တက်နိုင်သမျှကုညီဖို့ပဲရည်ကြည်တယ်ချိုးနေရာတွေမှာအင်တာနက်လိုင်းမကောင်း star လည်းမရှိဘူးအဖွဲတွေကမပြည့်စုံဘူးခက်ခဲတယ်ဒါပေမဲ့ဒီကြားထဲကနေပဲရအောင်တော်လန်နေကြတယ်တိုက်ခိုက်နေကြတယ်တိုက်ပွဲတွေတိုက်ပွဲတွေဝင်တယ်ပြီးရင်အောင်မြင်မှုတွေရတယ်ပေါ့နော်ချိုးအောင်မြင်မှုတွေကအဲ့လိုလိုင်းအခက်ခဲကြောက်မလို့ကျွန်တော်တို့တိကွင်မရတာတကယ်တကယ်တည်းမြေမှာအောင်မွေးတွေအများကြီးပဲ ျွန်တော်အခုဆိုရင်တဖြည်းဖြည်းနဲ့လိုက်ပြီးတော့တို့နဲ့ဒါချိတ်ဆက်တဲ့ရှင်းနှီးမှုရယူတဲ့ပြရနဲ့ဒီတပ်ဖွဲ့တွေအောင်မြင်မှုတွေအကြောင်းကိုပြန်ပြီးတော့ဖော်ထုတ်ပေးတယ်ဒါတွေကလည်းပြည်သူတွေသိကိုသိရမယ့်ဟာတွေဖြစ်တယ်နောက်တစ်ခုကျွန်တော်မှရည်ရချက်ရှိတယ်အဲ့ဒါတော့ဒီတိုက်ပွဲတွေမှာတကယ်ပါဝင်တိုက်ခိုက်နေတဲ့ဒါတပ်ဖွဲ့တွေအားလုံးကကိုစီကိုစီအနစ်နာခံမှုတွေအများကြီးရှိတယ်အဲ့တော့တို့တွေရဲ့ပေးဆက်အနစ်နာခံမှုတွေကြောင့်ရခဲ့တဲ့အောင်မြင်မှုတွေကိုကျွန်တော်တို့မမေ့မလျော့ဒါကွန်ပျူတာထိုက်တယ်ဆိုတော့ရည်ရချက်ကြောင့်မလို့ကျွန်တော်ဒီလိုလိုက်လို့တာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီသတင်းကောင်းလေးလည်းရှိပါတယ်နောက်တစ်ခါတော့ဒါကြောင့် ရန်ကုန်ပြည်လမ်းပိုင်းပေါ့နော်အုံတွင်းတာစုတာစုံအုံတွင်းတာစုံစကားစဂိတ်ကိုဒါ PDF တွေဝင်တိုက်တယ်ပေါ့နော်အဲ့လိုဝင်တိုက်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့အဲဟိုဘက်ကတကောင်သားတွေအကုန်လုံးတရဝါတွေအကုန်လုံးကအားလုံးအလံမြူထောင်ပြီးတော့စစ်ကွင်းမြို့တွေကိုဝင်ပြေးကြတယ်တဲ့ပြောချင်တာစစ်တပ်ကအခုနောက်ပိုင်းမှာသူကအရင်တုန်းကတော့ဒါကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေအပြစ်ပြေးပေါ့ဗျာဘာလို့လဲဆိုတော့အင်အားလည်းမမြဘူးအင်အားတော့ရှိတယ်ဒါပေမဲ့လက်နက်မမြတာဖြစ်တဲ့အတွက်အဲချို့ကလက်နက်ကင်တိုင်နဲ့ အဲအနေထားမရှိဘူးအပြည့်စုံမရှိဘူးပေါ့မရှိတော့ကျတော့ရှိတဲ့လက်နဲ့လေးနဲ့ပဲချိုးဆိုလက်လုံးတွေနဲ့အဲ့လိုပုံစံမျိုးနဲ့တွားပြီးတိုက်ပွဲဝင်ကြတယ်ဝင်တဲ့ခါမှာကိုအေးသားပြီးဆိုချင်မှပြစ်တယ်ပြီးရနဲ့ဒါအချင်းနေမဟန်ဘူးဆိုကျွန်တော်ပြန်ပြီးတော့ဒါပြေးရတယ်ပေါ့နော်ပြေးရတယ်ပဲထားပါတော့အဲ့တော့ကျတော့ပြစ်ပြေးပေါ့ဗျာဒါပေမဲ့အခုကျွန်တော်တပ်ဖွဲ့တွေကအထွေကြုံနေလဲရလာပြီစိတ်သက်တွေလည်းအရင်လိုပဲထက်သန်နေတော့မယ်ဒါအပြင်ဒါခုနလိုပေါ့နော်စစ်ကောင်စီကလှူတဲ့လက်နဲ့တွေပြင်ပြည်သူလူထုကလှူတဲ့လက်နဲ့တွေကြောင့်မလို့တကယ်ဟိုးရင်တော့အချင်းနေတဲ့စာရင်တော့အခုအချင်းနေကပို့ပြီးတော့ ဒါတစားတစားပြည့်စုံလာတယ်ပေါ့လေနော်အဲဒါကြတော့အရင်တုန်းကဒါကျွန်တော်တက်ခွေတွေကပြစ်ပြေးဖြစ်ခဲ့ပြီမဲ့အခုစစ်တက်ကကောင်တွေကပြစ်ပြေးပြန်ဖြစ်သွားတယ်အဲပြစ်ပြေးဆိုရဲအချိန်နေရောက်သွားပြစ်တာနဲ့ပြေးပြီတကောင်တည်းအဲ့လိုအနေထားကျွန်တော်တို့တက်ခွေတွေကကျတော့ပြစ်ပြီးတော့ပြေးတာသူတို့ကကျတော့ပြစ်ခံရတဲ့ပြေးတာပေါ့နော်အဲအခုကျတော့နောက်ထပ်တစ်မျိုးပြောင်းသွားပြန်ပြီသူကဖြစ်တာနဲ့ပြေးတာသူကဘယ်နှဖြစ်ဖြစ်ကိုဖြစ်ပြီဆိုတာနဲ့ပြေးတာပေါ့နော်ဒါပေမဲ့ပြေးတဲ့ဟာပုံစံမကျဘူးဗျာဘာဖြစ်လို့လဲဆိုတော့ဒီအဖွဲတွေအကုန်လုံးအားတဲ့ဒါ ဆဖြစ်ပါပြီဆိုတဲ့ချိန်မှာလည်းသူကအလံမျိုးထောင်ပြီးတော့မြို့တဲ့ကိုပြန်ပြေးလာအမေရိကန်အဲ့လိုမလုပ်အောင်အလံမျိုးထောင်ပြီးတော့ဒီဘက်ကတက်ဖွဲ့ရေးစီမှာလက်လက်ကြအောင်အညံ့ခံအောင်ပါအောင်နော်အဲ့လိုခုလိုမျိုးပြန်ပြေးတော့ကြတော့ဒီကောင်တွေထပ်ပြီးတော့တိုက်ရအောင်ပါပဲဒီကောင်တွေကိုတခြားနေရာတွေပို့အောင်ပါပဲပြီးရင်အဲ့မပို့ခင်မှာအခုအရေးယူလာတယ်သူတို့လောက်ခံရမယ်ပေါ့နော်အဲ့တော့ဒီကောင်တွေမရွေးချယ်တတ်တာပေါ့နော်အဲ့ပြီးတော့တက်ဖွဲ့တွေကိုသာတက်ဖွဲ့တွေဘက်ကိုသာသူတို့တွေကူပြောင်းလိုက်မယ်ခုနလိုအသာကြီးလက်လက်ကြအညံ့ခံလိုက်မယ်ဆိုရင်ကျွန်တော်တက်ဖွဲ့တွေဘက်ကအကုန်လုံးကလူသားဆန်လူသားဆန်အဲ့တော့ကြ အသက်ရှင်တော်ဝင်ရမယ်အချိန်တန်လို့တို့ရဲ့အပြစ်ဒဏ်တွေကိုထားတဲ့တဏ်ခံယူပြီးသွားတဲ့ခါကျရင်မိသားစုနဲ့ပြန်တွေ့ရမယ်လွတ်မြောက်တဲ့ဘဝတွေရမယ်အဲအဲ့ဒီအနေထားကိုမရွေးချယ်ဘဲနဲ့ခုနလိုအလံမြူထောင်ပြီးတော့ကိုပြန်ပြေးတယ်လံမြူထောင်ဒီကောင်နဲ့ကြောက်လို့လံမြူထောင်တဲ့ပုံစံဖြစ်နေအဲ့လိုပြန်ပြေးပြီဆိုရင်တည်းကတို့ကိုဟိုဘက်မှာပြန်တိုက်ခိုင်းရင်ဒီကောင်နေနောက်တဲ့နေရာမှာထပ်ပြီးတော့လံမြူထောင်နေအောင်ပါပဲမပြီးမရှင်းလံမြူထောင်အောင်ပါအသက်မသိမရှင်းလံမြူထောင်အောင်ပါအော်ကြအဲ့လိုအနေထားမဖြစ်ဖို့အတွက်ကိုတခါပဲလံပြူထောင်တက်ဖွဲ့လေးဘက်မှာဝင်လိုက်เนาะဒါခုနကလို့ဒါအသက်ချမ်းသာဝင်ရမယ် အဲပြီးရင်မိသားစုနဲ့လည်းပြန်ပြီးတော့ဆုံတွေ့နိုင်တဲ့အခွင့်အရေးရှိတယ်ရွေးချယ်မှုမမားစေချင်တာပေါ့နော်ရှေ့မှာကျွန်တော်ဒါစစ်တုံးမန်းနေနဲ့ကျွန်တော်ဗီဒီယိုဖိုင်လေးလုပ်လုပ်တဲ့အချိန်မှာတသားဝေးရန်ကြောတင်တယ်အဲဒီကောင်ပြောပြတဲ့ဟာလေးဆိုရင်တိုက်ပွဲဆောက်ယူရောဟိုဟာဖြစ်တဲ့အချိန်မှာ तू ကသူ့ကိုယ်သူပြစ်တတ်ဖို့အတွက် तू စဉ်းစားဘူးလေအားငါဟိုသူအတွေးပေါ့နော်သူအတွေး तू စစ်သားဖြစ်တဲ့အချိန်မှာစစ်သားအတွေးပေါ့လေနော်စစ်ခွေးအတွေးပေါ့လုံးဝရန်သူလက်တော့အကြမခံဘူး तू သူ့ကို तू ပြတ်တက်လိုက်မှာပေါ့နော်အဲ့လိုတွေးလိုက်တာဒါပေမဲ့ तू ပြန်ပြီးတစ်ချက်စဉ်းစားကြည့်တဲ့အချိန်မှာ तू က ငါအဲ့လိုမျိုးလုံးလိုက်ငါသက်တည်ဆုံးသားငါမိသားစုနဲ့ပြန်တွေ့ရအောင်မဟုတ်ဘူးအဲ့တော့ကျတော့ငါရဲဆုံပြီးတော့လက်နဲ့ချလိုက်တဲ့အချိန်မှာဒီတော်လိုင်းတက်ဖွဲ့တွေကများငါ့ကိုအသက်ရှင်သာဝင်ပေးတယ်ဆိုရင်ငါမိသားစုနဲ့ပြန်တွေ့ရမယ်ဆိုပြီးတော့ तू အဲ့လိုအတွင်းနဲ့ဒီကဖြစ်နေတဲ့အချိန်မှာ तू ချက်ချင်းဒါခုနဒုတိယလမ်းစဉ်ကို तू ရွေးချယ်လိုက်တဲ့အခါတကယ်ပဲ तू တွေးထင်ထားတဲ့အတိုင်းတက်ဖွဲ့တွေက तू အသက်ရှင်သာဝင်ပေးတယ်ချိန်တိုင်းအခု तू ဒါ तू သူ့အပြစ်တွေကို तू ထားရတဲ့တန်ခံယူပြီးရခါကျရင် तू မိသားစုနဲ့တွေ့မှာပဲအဲ့ကြာ तू ရဲ့ဒါရွေးချယ်မှုမှန်ကန်တယ်လို့ပြောလို့ရပါတော့ ခုနကလိုမျိုးဖြစ်တဲ့ဖြစ်စဉ်တွေမှာအလံပြူထောင်ပြီးတော့စစ်တပ်ဘက်ကပဲဝင်ပြေးပါလေဆိုရက်ကောင်တွေကတော့ရွေးချယ်မှုမားတယ်အဲ့တော့အဲ့လိုမဖြစ်အောင်အဲဒီလံပြူထောင်လဲဆိုလဲတပ်ဖွဲ့အစီမှာတကယ်အညံ့ခါမှာအခုနလိုဒါလာပြစ်ပြီဆိုတဲ့ခါကျမှမင်းတို့ကဖြစ်တာနဲ့ပြေးတယ်အလံမျိုးထောင်တယ်ဆိုတဲ့ဟာအတိတ်ပဲမရှိဘူးပေါ့နော်အဲ့တော့စစ်သားတွေရဲ့မိသားစုတွေဆိုလဲဒီအကြောင်းတွေကိုပြောပြပါအဲပြီးတော့သူတို့တွေတိုက်နေရတဲ့တိုက်ပွဲတွေကတကယ်ကိုတရားမျှတမှုမရှိတဲ့တိုက်ပွဲတွေဖြစ်တယ်ပြည်သူရဲ့ဆန္ဒတွေကိုလစ်လျူရှုပြီးတော့ ဒါခုနလိုပေါ့နော်အာနာတခုတည်းကြောင့်မလို့သုံးချခံနေရတဲ့စစ်သားတွေမဖြစ်စေချင်ဘူးအဲ့တော့ဘလိုပဲဖြစ်ဖြစ်အားလုံးကမိသားစုရှိတာဖြစ်တဲ့အတွက်ဒါမိသားစုနဲ့ကိုယ့်မိသားစုနဲ့ကိုယ်ပြန်ပြီးတော့ဆုံနိုင်မှုအခွင့်အရေးအားလုံးမှာရှိတယ်ဒါပေမဲ့ရွေးချယ်မှုမှန်ကန်ဖို့တော့လိုတယ်နောက်တစ်ခုကတစ္ဆာမဖောက်နဲ့အဲ့ဒါကတော့ဒါစစ်တုံးမန်းတွေပေါ့နော်စစ်တုံးမန်းတွေတစ္ဆာမဖောက်ဖို့ရည်ကြီးတယ်ပေါ့နော်ဒါကတော့ကျွန်တော်ဒီရက်ထဲမှာတွေ့ရတဲ့ဒီနေ့မှာတွေ့ရတဲ့တကယ်အောင်မြင်တဲ့အကြောင်းအရာတွေပေါ့နော် ပြောမယ်ဆိုရင်ဂျာရတဲ့အချိန်နဲ့အောင်မြင်တဲ့အကြောင်းအရာတွေပြောမယ်ဆိုရင်အချိန်ကမလောက်ဘူးပေါ့နော်ဘာပဲဖြစ်ဖြစ် အဲဒီလောက်လေကျွန်တော်ဟိုပါဖြစ်တာဒါကျေးဇူးတင်တယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ရှေ့ဆက်ပြီးတော့ကျွန်တော်တက်နိုင်သမျှအလုပ်တွေလုပ်ကြမယ်ဒီလိုအောင်မြင်သည့်ကြီးစီစီလုံးလုံးနဲ့ညီညွတ်နဲ့တွားကြမယ်ဆိုရင်ကျွန်တော်မျှော်လင့်နေတဲ့ပန်းတိုင်ရောက်ကိုရောက်မယ်လို့ယုံကြည်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်